thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာလေပြင်းတိုက်ခိုက်မှုနဲ့ငလင်တန်းတဲ့ဒေသတွေအတွက်မိုးတရီပေးချက်ဆက်ရှိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖြက်အားပြင်းငလင်တန်းကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့နေပြည်တော်မှာဧပြီလ9ရက်ည9နာရီခွဲဝန်းကျင်ကစတင်ပြီးလေပြင်းများတိုက်ခတ်နေကြောင်းဒေသခံတွေကပြောပါရယ်။ဒါအပြင်မြန်မာနိုင်ငံတဝန်းမိုးရွာသွန်းနိုင်မဲ့တရီပေးချက်ကိုစစ်ကောင်စီရဲ့မိုးစလဌာနကဆက်လက်ထုတ်ပြန်ထားပါရယ်။နေပြည်တော်မှာလေပြင်းတွေတိုက်နေတဲ့လေကတစ်ချက်တစ်ချက်ပြင်းထန်ပြီးကြံ့အချိန်မှာ တော့ပုံမှန်ပါပဲလို့ဒေသခံတအုပ်ကပြောပါတယ်ဒေသခံတအုပ်ရဲ့အဆိုအရဒီကနေ့ည9:45မိနစ်အထိနေပြည်တော်မှာမိုးရွာသမှုမရှိသေးကြောင်းသိရပါတယ်ဒီကနေ့ညမှာရှန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမွန်ပြည်နယ်မန်အေယာဝတီတိုင်း ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမိုးရွာသွန်းမှုနဲ့အတူလေပြင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီမိုးစလာရင်ည6နာရီခွဲတိုင်းထွာချက်တည်းအရဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့နေပြည်တော်နဲ့ရေဝန်ဟာဆက်လက်တရှိနေဆဲဖြစ်ကြောင်းဖော်ပြပါတယ်။ဒီနေ့ညဧပြီလ15ရက်နေ့ငလင်တန်ကိုပြင်းထန်စွာခန့်စားခဲ့ရတဲ့နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းပါဝင်မြန်မာနိုင်ငံတော်မှအချိန်ခါမှမိုးရွာသွန်းမှုတွေဖြစ်ပေါ်နိုင်ကြောင်းမိုးစလာဌာနကသတိပေးထားပါတယ်။ ပြည်သူများအနေနဲ့အချိန်ကာမှမွေးရွာခြင်းနဲ့အတူလေပြင်းတိုက်ခိုက်မှုမိုးထစ်ချောင်းရှင်းမိုးကြိုးပစ်ခြင်းတည်ဆီလက်ခြင်းမိုးသီးကျွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိထားဖို့မိုးစလကထုတ်ပြန်ထားပါတယ်။တားအပြင်မကွေတိုင်းစကိုင်းတိုင်းအောက်ပိုင်းကရင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ပေါ်နေပြီးမိုးရွာသွန်းမှုနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချောင်းခြင်းမိုးကြိုးပစ်ခြင်းတည်ဆီလက်ခြင်းနဲ့မိုးသီးကျွေခြင်းတို့ဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုဖို့လည်းမိုးစလကတတိပေးထားပါတယ်။မိုးလေ ဝတ္တလိလာသူဦးဝင်းနိုင်ကလည်းမြန်မာနိုင်ငံမှာမိုးရွာနိုင်တဲ့အလားလာရှိတဲ့အတွက်ငလင်ဖေးတင်သူများအတွက်အမိုးအကာများစီစဉ်ဆောင်ရွက်တင်ကြောင်းရှုပ်တရက်မိုးများနိုင်မှုနဲ့ရှည်ကြီးနိုင်တဲ့အန်ဒီယန်ရရှိလာနိုင်ကြောင်းလူမှုကွန်ရက်မှာတစဉ်တတိပေးထားပါတယ်။ ငလင်ပီးကြုံထားတဲ့ဒေသများရှိမြေအောင်မြေလူလွာတွေကမိုးရွာပါကမြေပြိုခြင်းမြေကျွန်းခြင်းစတဲ့အခြေအနေများဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်းထည့်သွင်းစဉ်းစားဖို့လည်းဦးဝင်းနိုင်ကအကြံပြုပါတယ်။ပြီးခဲ့တဲ့မလ28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးအခုခါမိုးရွာသွန်းမှုဖြစ်ပေါ်လာနိုင်တဲ့အလားအလာကိုငလင်ပီးတင့်ပြည်သူတွေကစိုးရိမ်နေကြပါတယ်။လက်ရှိမှာငလင်ပီးတင့်ဒေသတွေမှာကုညီကေစိန်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နေစဉ်ဖြစ်ပြီးငလင်တန်းခန်းစားကြရသူတွေက ၎င်းတို့ယင်းနေအိမ်တွေမှာပြန်လည်နေထိုင်မှုမဖြစ်နိုင်သေးပေလမ်းမများကွင်းပြင်များမှာယာယီတဲများထိုးကနေထိုင်နေရဆဲဖြစ်ပါတယ်နောက်ထပ်တပုံးအနေနဲ့ကာပါစာရီကိုတအားပေးနေတဲ့တညောင်တအားပေးဆက်ရုံကို PDF တိုက်ခိုက်ပြီး80ရာခိုင်နှုန်းကန့်ပြန်စည်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းတွင်းရှိစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းဆက်ရုံကာပါစာ20 21 25နဲ့ အမတ်ကိုလီကျောင်းရဲ့ကာကွယ်ရေးကုကဲမှုစစ်စင်ရေးဌာနချုပ်တွေကိုအဓိကထားပြီးနေတဲ့စလင်းမျိုးနဲ့တွင်ရှိတညောင်ထားပြီးစက်ရုံကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရာစက်ရုံရဲ့80ရာခိုင်နှုန်းထိပြည့်စည်သွားကြောင်းတော်လိုင်းတပ်ဖွဲ့တွေစီကတင်ရပါတယ်။သူတို့စကားစရီလုံခြုံရေးအပြည့်စုံထားပြီးပြင်ဆင်မှုတွေလုပ်နေတယ်။သူတို့အားချင်းပြန်ပြင်ရတယ်။ဒါပေမဲ့ချက်ချင်းပြန်ပြင်နိုင်တဲ့အနေထားတော့မဟုတ်ဘူး။စက်ရုံကတော်တော်ပြည့်စည်သွားတယ်လို့တောင်းဆင်အောင်တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ တညောင်တအားခွဲယုံကိုတော်လိုင်းတပ်ဖွဲ့တွေကမလ31ရက်မနက်9:00အချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား30နဲ့တအားခွဲယုံမှုအရှိနောက်တင်ဆောင်သွားကြောင်းနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းပမာတက်တော့ပါမအာမီကဧပြီလ6ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်တိုက်ပွဲကအချိန်၄နာရီကျော်ကြာမြင့်ခဲ့ပြီးကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုလျက်စစ်ပို့လို့နေတဲ့တအားခွဲယုံရှိ Transformer အလုံး80ကျော်ထိပျက်စီးသွားကြောင်းပမာတက်တော်ကဖော်ပြပါတယ် တောင်စီအောင်တပ်ဖွဲ့မှတာဝန်ရှိသူတောက်ကလက်ရှိမှာလျှက်စစ်မီမီယာလို့ကပ္ပစာရီမလဲပတ်နိုင်သေးတဲ့အနေထားပါလို့ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာပြောပါရယ်တိုက်ပွဲဖြစ်ပွားပြီးရဲ့နောက်အဲ့ဒီနေ့မှာပဲစစ်ကောင်စီတပ်ဖွဲ့ကလင်းရဲတောင်စီနဲ့တညောင်တာအကွင်းရုံနဲ့အနီးနားမှာရှိတဲ့ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာဒေသခံပြည်သူ၂000ကျော်ထွက်ပြေးနေရကြောင်းသိရပါရယ် အဲ့ဒီနောက်စိတ်ဖြူမျိုးနယ်မှာအင်အားတရာကျော်ပါစစ်ကောင်စီစစ်ကြောင်းကတညောင်တားခွင့်ရုံမှာကြန့်ရှိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းပြီးအနီးနားကျေးရွာတွေကိုစစ်ကြောင်းထုံးမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းတွေကစင်ဖြူချင်းစလင်ဘတ်ကိုထတ်ထွက်လို့မနေ့က AB6 ရက်နေ့မှာကျွန်တော်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ထားသေးတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်။ကာကွယ်ရေးပစ္စည်းဆိုင်ရုံးကပ္ပစ20ကစေတုတရာမျိုးနယ်တွင်မှာတရှိပြီးလင်းရင်နဲ့ဘုံချဲတက်ခတ်ရမှာအတုံးပြူတဲ့လင်းရင်ဘုံများထုတ်လုပ်တဲ့ဆက်ရုံတစ်ခုဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကဆိုပါတယ်။ အလားတူကပ္ပစ21ကလည်းစေပြူမြို့နယ်မှာတည်ရှိပြီးကပ္ပစ25ကစောမြို့နယ်တွင်တည်ရှိတဲ့စစ်ကောင်စီရဲ့တောက်တိုင်စက်ရုံများဖြစ်ပါရယ်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းစက်ရုံတွေကိုတအားပို့လွှတ်နေတဲ့တညောင်တအားပြင်းစက်ရုံကိုဗမာတပ်တော်အမှတ်3စေဦးစီကိုကယ်ရေးမှုမှဦးစီးလျက်ဗမာတပ်တော်တရင်909ပောက်တောင်ပိုင်းကျမ်းမာရင်နယ်သူနာပြူတပ်ပွဲတောင်းစစ်အောင်လိုကေပီတီအမေဘူးခိုင်တက်တရင် တန်ကုန်းခရိုင်ပူပေါင်းတပ်ဖွဲ့စလင်းမြို့နယ်ဘာကဖာတပ်ဖွဲ့စိတ်ပြူမြို့နယ်ဘာကဖာတပ်ဖွဲ့မကွေးတိုင်းဒရုန်းလက်ယုံတပ်ဖွဲ့မင်းဘူးခရိုင်လက်ယုံတပ်ဖွဲ့တို့မှပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် နောက်ထပ်တပုံးအနေနဲ့ခင်ဦးနဲ့တောင်သားမှာစစ်တပ်တပ်ဆွဲထားတဲ့ပြင်တောင်ပြူစောတီရွာနဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်တိစုံမှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်ပြင်တောင်ပြူစောတီရွာကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်တိစုံမှုရှိကြောင်းပြည်သူ့ကာကွယ်ရေးဖွဲ့ရှေးဦးမြို့နယ်ပကဖတာဝန်ခံကတရင်ဌာနကိုပြောပါရယ်။အေပြီလလီရဲ့နေ့လယ်၂နာရီမိနစ်50ခန့်မှာခင်ဦးမြို့နယ်ပြင်တောင်ပြူစောတီရွာကိုရှေးဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကလက်နက်ကြီး80မမ55လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြ ောင်သိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော့လဲအရှိန်အတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာခဲ့ကြောင်းသိရပါတယ်။ အလားတူမန္တလေးတိုင်းတောင်သာမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော်တီများကိုကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတောင်သာ People Defense Force ကဆိုပါတယ်။မလ25ရက်နေ့မှာမြင်းကျန်မြို့နယ်မှာတောင်သာမြို့နယ်နမ်မြင့်တောင်စီစစ်ကြောင်းထိုးလာတဲ့အင်အား100ကျော်ကပါရှိတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှအထင်အားလာကြောင်းမိထီလာလီတပ်မှ Jet Fighter နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက် ိုအတည်ပြုနိုင်ခြင်းမရှိဘဲတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါဗျ။ ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့တိုင်ကြီးမျိုးရှိကပ္ပစစတဲ့ကိုဒုံးနဲ့ပြက်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးစစ်ချုပ်အုပ်ဒဏ်ရာရကလက်နက်ငယ်ဆန်ယုံရှိခနဲ့ခရင်ကိုတော်မီလောင်ပြစင်းရဲ့ကြောင့်တင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတိုင်ကြီးမျိုးနယ်ရှိစစ်ကောင်စီရဲ့အမတ်စတဲ့ကောက်ဝင်းပြစင်းဆန်ယုံကပ္ပစစတဲ့ကိုဒုံးနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးစစ်ချုပ်အုပ်ဒဏ်ရာရရှိခဲ့တယ်လို့ Arbon Special Operation မှအဖွဲ့ဝင်တောင်ကပြောကြားခဲ့ပါတယ်။အေပီလ၄ရက်နေ့ည9:50အချိန်ရန်ကုန်တိုင်းတိုင်ကြီးမျိုးနယ်ရှိကပ္ပစစတဲ့ကိုမျိုးပြ အထူးစစ်စင်ရေးဖြင့်တာဝေးဖြင့်မစ်ဆိုင်းတုံးနှင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုမှာစစ်ကောင်စီအတွက်လိုအပ်တဲ့လက်နက်ခဲယံနှင့်အစိတ်ပိုင်းများကိုကာမစာစစ်တမတဆင်ထောက်ပံ့ပို့နေခြင်းကြောင့်ဖြစ်ကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ကြီးရှိကာမစာစစ်တရှိလက်နက်ငယ်စက်ရုံပြစီသွားပြီးရိခါကိုရောင်နှင့်ခဲယံကိုရောင်မီးလောင်ပြစီမှုရှိခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့အရာရှိနဲ့တပ်သား16ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးငါးဦးသေဆုံးခဲ့ကြောင်းတပ်တွင်းသတင်းရင်းမြစ်တွေကိုကားပြီး US ကသတင်းထုတ်ပြန်ထားပါသည်။ စစ်ကောင်စီကတိုက်ခိုက်မှုကြောင့်ကာဘာစာဆက်တဲ့တည်ဆုံထိခိုက်ပျက်စီးမှုတရင်ကိုမထွက်စေဖို့အချင်းချင်းစစ်ဆေးမှုတွေလှုံ့ဆော်ခြင်း၊လုံခြုံရေးတုံ့ပြန်ခြင်း၊အရဝတ်မာဖီများနဲ့ပူးပေါင်းခြင်း၊နေရာနဲ့နယ်မြေရှင်းလင်းမှုတွေလှုံ့ဆော်နေပြီးလုံခြုံရေးတတိပြုကြဖို့တတိပေးပါရယ်။အဲ့ဒီစစ်ဆေးမှာ Shadow SAF ကပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီးစစ်ကောင်စီရဲ့စီးပွားရေးပိုင်ဆိုင်မှုတွေဖြင့်ပတ်သက်ဆွေးနွေးသူများပတ်သက်ဆွေးနွေးသူများကိုစီးရေးပြတ်မှတ်ဖြင့်မဟာမိတ်များနဲ့ပူးပေါင်းပြီးစစ်စင်ရေးဖော်ဆောင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာပါရယ်။